ာရှုံမှုဆဲပြည်တော်စုလမ်းမကြီးမှာတောင်ကြရီတိုက်စားပြီးလမ်းပြက်စီမှုကြောင်းရင်းတွေဖြတ်တမ်းမရဘဲလမ်းပိတ်ဆို့မှုဩဂတ်၈ရက်မနက်ပိုင်းကဖြစ်ပွားခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမှုဆဲပြည်တော်စုကားလမ်းမကြီးပေါ်လာရှုံမြို့နယ်တိန်နီမြို့အကြားမိုင်းလီကျေးရွာအနီးမှာတောင်ကြရီတိုက်စားပြီးလမ်းပြက်စီနေတာကြောင့်ကုန်တင်ရင်နဲ့ခရီးသည်တင်ရင်တွေဖြတ်တမ်းမရဘဲစောင့်ဆိုင်နေကြရတာဖြစ်ပါတယ်။ လမ်းပြက်စီးနေတဲ့နေရာဟာမိုင်တိုင်အမှတ်192မြင်းဆောင်2မိုင်နဲ့192မြင်းဆောင်3မိုင်ကြားမှာဖြစ်ပြီးလမ်းမြေသားဟာအကျယ်ဆယ်ပေအနက်ဆယ်ပေခန့်ထိရေတိုက်စားခံရပြီးလမ်းပေါ်မှာ ကတ္တရာသားလွာသားကြန့်ရှိတော်ရာကြောင့်ဘလို့ရင်အမျိုးအစားမှဖြတ်သန်းမရနိုင်ပေဖြစ်နေရလို့သိရပါဗယ်။လမ်းပိတ်ဆို့မှုဟာဩဂတ်10ရက်မနက်9:00အချိန်ကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးမူဆယ်လာရှိုးမန္တလေးနဲ့ရန်ကုန်မြို့တွေကိုတွာလာကြမဲ့ကုန်တင်ရင်နဲ့ခရီးသည်တင်ရင်တွေဟာ กไข่เตนีตีบ ကြောင်မဲနဲ့လာရှိုးမြို့ရှောင်လန်းတွေမှာစောင့်ဆိုင်နေကြရတယ်လို့သိရပါဗျ။လမ်းပြစီမှုပေါ် Oriental Highway Company ကကားတွေအရေးပေါ်ဖြတ်တန်းနိုင်မှုလမ်းသားကိုဖြိုပြပြီးကြောက်ကြီးတွေချကပြင်ဆင်နေကြောင်းနဲ့ကားတွေဖြတ်တန်းသွားနိုင်ရင်လမ်းဘေးနားတွေကိုပါတိုးချဲ့ပြင်ဆင်သွားမယ်လို့ကုမ္ပဏီတာဝန်ရှိသူတဦးကပြောပါဗျ။လမ်းပြစီမှုကြောင့်တိန်နီမြို့ဘက်အချမ်းနဲ့လာရှိုးဘက်အချမ်းတို့မှာ August လ10ရက်မွန်းလွဲ့နှစ်နာရီအချိန်ထိကုန်တင်ရင်နဲ့ခရီးသည်တင်ရင်စီး600ကျော်ခန့်စောင့်ဆိုင်နေကြရတယ်လို့သိရပါဗျ။